ဒီနေ့ဂျေစုတရားပြန်လည်ရှာဖွေခြင်းအစီအစဉ်လေးရဲ့နံပါတ်၄တာသမိတွေရဲ့ဂျေစုတရားတွေကိုလည်းရှာဖွေကြည့်ရအောင်ဒီလိုတော့ဆိုတော့တို့ငွေလာလို့ကိုရဲ့ဘဝတွေကပို့ပြီးတော့အတိတ်ပဲပြည်စုံလာတယ်တို့ဟာကိုကိုပျော်ရွှင်မှုအေးချမ်းမှုနှွေးထွေးမှုဆိုတဲ့ရတာတွေကိုမျိုးစုံအောင်ခံစားရစေတယ်တို့နေထိုင်မကောင်းတဲ့အချိန်မှာကိုရဲ့စိုးရင်တော့ကားတွေ เนาะဒီစိုးရင်တော့ကားတွေဖြစ်တဲ့အချိန်မှာရတဲ့တန်ဝေကတရားတွေမေဆိုမအမေเนาะအဖေဆိုမအဖေဆိုတဲ့အရွယ်ကလေးတွေရနေပြီးတော့တဖြည်းဖြည်းနဲ့ကြီးပြင်းလာပြီးတော့ကိုရှိတော့ပေါ်ကိုရက်တီနိုင်တဲ့အရွယ်လေးတွေရောက်လာတဲ့အထိဒီကလေးလေးတွေကြောင့်ကို့ပေါ်မှာဖြစ်ခဲ့တဲ့စိတ်ခံစားမှုတွေဒီကလေးလေးတွေကြောင့်ဖြစ်ခဲ့ရတဲ့ပျော်ရွှင်မှုတွေဒီကလေးလေးတွေကြောင့်ဖြစ်ခဲ့ရတဲ့ဝမ်းနည်းမှုတွေကလေးလေးတွေကိုကျမတို့ကကျေးဇူးတင်ရမယ် မရဲ့ကလေးလေးတွေဆိုလို့ရှိရင်ကျမအများကြီးကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့အခုအထိတို့လေကြမ်းကြမ်းမာမာနဲ့ကြီးပြင်းလာတယ်။ကျမကိုစိတ်ဒုက္ခတွေမပေးဘူး။ကိုဝင်ဆောင်တဲ့အချိန်ကနေစပြီးတော့အခုအချိန်အထိကိုဝင်ဆောင်တဲ့အချိန်မှာနော်အိပ်ပြက်တာ၊ဂရင်းပြက်တာ၊အစားပြက်တာနော်မူးတာ၊မောတာနေမကောင်းမဖြစ်တာအဲ့ထိုင်ဘာတခုမှမဖြစ်ခဲ့ဘူး။ကျမရဲ့ကလေးလေးယောက်၃ခါမွေ၄ယောက်ပေါ့နော်။နောက်ဆုံးကလေးလေးကတော့အမွာဘူးဖြစ်တဲ့အတွက် တုံးခါမွေးလေးယောက်မှာကျွန်မအဲ့ဒီဝေဒနာတွေကိုဘာတစ်ခုမှမခံစားခဲ့ရအောင်အဲ့ဒါကြောင့်ကျွန်မရဲ့ကလေးလေးတွေကိုကျွန်မအယမ်းနဲ့ကျေးဇူးတင်တယ်ပြီးတော့လေသူတို့မွေးလာပါပြီဆိုတော့အချိန်ကနေပြီးတော့အခုအချိန်အထိတမီးကြီးဆိုရင်14နှစ်ရှိပြီတားဆိုလို့ရှင်17နှစ်ရှိပြီတမီးငယ်အမွာဘူးလေးဆိုလို့ရှင်3နှစ်ရှိပြီအဲ့ဒီကာလတွေတခြားလုံးမှာအမြဲတမ်းလေးဟိုကြမ်းမာတယ်သူတို့ကလေជីជីမမဟိုစိုးရင်ပူပန်တော့ကဖြစ်ရလောက်တဲ့ယောဂဝေဒနာမျိုးတွေသူတို့မှမပါလာဘူး အဲအာဂန်တို့အဖျားလေးတွေပေါ့နော်ယာတိအပြောင်းလဲကြောင်းဖြစ်တဲ့ဖျားနာတာတွေအဲ့ဓာတွေကလောက်ကလွဲရင်တို့မှာကြီးကြီးမားမားဟိုကုလို့မရတဲ့ပြဿနာတွေနော်ကျမ်းမာရေးဆိုးဆိုးဝါထိခိုက်တာမျိုးတွေအဲ့ဓာမျိုးတွေမပါလာဘူးနော်သားလေးတယောက်ပဲအဲ့ဒီသားလေးကတော့ငငယ်တော့ကကျမရဲ့စိတ်စွမ်းအားတွေပေါ့နော်ကျမမကောင်းတာကိုအယမ်းနဲ့တွားပြီးတော့ဟို တောင်းတလွန်လို့အဲ့ဒီအရာကတကယ်ဖြစ်လာတာအဲ့ဟာသားလေးအပေါ်မှာအဲ့ဒီရဲ့အရေးဆိုရအခုအထိပါလာတယ်အဲ့ဒါတော့ကျမစိတ်မကောင်းအရန်နဲ့ဖြစ်ရတယ်ကျမကိုကိုကိုလည်းယူကြုံမရလဲဖြစ်တယ်အဲ့ဒီအရှင်ကနေစပြီးတော့လေကျမကလေးတွေအပေါ်မှာဘယ်တော့မှမကောင်းတာမပြောတော့ဘူးเนาะကျမမကောင်းတဲ့နေရာကျမကလေးတွေအတွက်နှိမ်ကျစေမဲ့အတွေးတွေကိုကျမလုံးဝမတွေးတော့ကျမအမြဲတမ်းသူတို့ကိုကျေးဇူးတင်တယ်အခုအချိန်ဒီကျမရဲ့စကားတွေကိုနားထောင်ပေးတယ်လိန်မာရင်ကြီးစွာနဲ့ကြီးပြင်းလာကြတယ် နော်ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာ ဟော့ဟော့ရန်ရန်မရှိဘူးစူးစမ်းတင်တဲ့လောက်စူးစမ်းတယ်တင်ယူတယ်လေ့လာတယ်ကျမရဲ့ပြောဆိုဆုံးမတဲ့စကားတွေဆိုလို့ရှိရင်လေတို့နားလေတယ်လိုက်လုပ်ပေးတယ်အဲ့ဒီအတွက်လေကျမကျေးဇူးအများကြီးတင်တယ်ကျမရဲ့ကလေးတွေရှိနေခြင်းဟာကျမအတွက်တော့တကယ်ကို လောကကြီးမှာအကောင်ဆုံးလက်ဆောင်တွေကိုရရှိတာခြင်းပဲဖြစ်တယ်အဲ့ဒါကြောင့်ကျမရဲ့ကလေးတွေကိုကျမအရန်နဲ့ကျေးဇူးလဲတင်တယ်အရန်လဲရှစ်တယ် ကလေးတွေကိုနန်းနေတဲ့စကားတွေကလေးတွေအတွက်နှိမ်ကြစီမဲ့အပြောအဆိုတွေအတွေးတွေကို မတွေးမိအောင်ဂရုစိုက်ကြပါရှင်ကျေးဇူးအများကြီးတင်ပါတယ်တင်ရောတင်ရဲ့ကလေးလေးတွေကိုလည်းလိုနေရာတွေမှာကျေးဇူးတင်တတ်လေကျေးဇူးတင်ရမယ့်အရာလေးတွေကိုရှာကြည့်ကြနော်